မြန်မာကျပ်ငွေဘီလီယံ50သုံးဆွဲဖို့ရာထားတဲ့တောင်ငူအနောက်ပိုင်းအမြန်လမ်းမှာဘေးကအေက6000ကျော်ပေါ်တည်ဆောက်မဲ့ကေတုမဒီစက်မှုဥယျာဉ်စီမံကိန်းဟာဒေသခံပြည်သူတွေဖွံ့ဖြိုးတိုးတက်ဖို့စီမံကိန်းတစ်ခုပါလို့ပြောထားပေမဲ့ကန့်ကွက်သူတွေလည်းရှိနေသေးပါတောင်ငူအခြေဆိုင်တောင်သူလယ်သမားပါတီကဘာကြောင့်လက်မခံတာလဲကေတုမဒီစီမံကိန်းတည်ဆောက်မဲ့ရာထားတဲ့မြေအေကပေါင်း6483ရဲ့85ရာခိုင်နှုန်းဟာတီးနှံဆိုင်လို့မရတဲ့မြေလို့မြေရိုင်းတွေဖြစ်ပြီး ကြံတဲ့လေယာဉ်လုတ်ကင်နေတဲ့မြေအေကောက်တွေကလည်းဆယ်နဲ့ဝေးလို့ရေမရတာကြောင့်ရောင်းကျင်နေတဲ့လေမြေတွေဖြစ်ပါတယ်လို့ကေတုမတီဖွံ့ဖြိုးတိုးတက်ရေးအများပိုင်းကုမ္ပဏီကဇူလိုင်26ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောပါတယ်။ကျွန်တော်တို့လက်ရှိစက်ကူကိုလုံးမဲ့နေရာ85ရာခိုင်နှုန်းလောက်ကမြေလို့မြင်ဖြစ်ပါတယ်။ကျန်တဲ့85ရာခိုင်နှုန်းလောက်ပဲလင်းလင်းပြီးလင်းပြီးဆိုတာလည်းပဲကျွန်တော်နော်ဆေးရရေကိုမရောက်တဲ့နေရာအဲ့တိုက်လေဓမ္မကြီးပြတ်တာတက်နေနေရာရှုံးတဲ့နေရာဓမ္မကြီးကလည်းလေရေရောင်းကျင်နေတဲ့နေရာ ဲ့ဘက်ကိုရွေးပြီးမှကျန်တဲ့မြေလုံးမြေရိုင်းတွေကတော့တောင်ပေါ်နေပါတောင်ပေါ်နေပေါ်မှာဒီတိုင်းစိုက်မဲ့လူပြုဟာရင်ရှိတော့တချို့စိုက်ထားပြီးရရထားပြီးတဲ့လူတွေချက်ပြဝယ်ထားတာဒီနေ့ထိတေကမှကျွန်တော်တို့ဒီများရှိရနေပြီးတော့တဘောမတူဘူးဝယ်ထားတာတေကမှမရှိဘူးဒီမှာလေဓမ္မတွေတော်များပါပါတယ်ပြီးရင်လည်းစားတဲ့ဓမ္မတွေပို့ဝင်လေးလေးကျွန်တော်တော့မသိပါဘူးလို့နော်ဆောက်စားတဲ့ဓမ္မတွေပို့ဝင်လေးလေးပြီးလို့ရပါတယ်နော်ဒီစီမံကိန်းကိုကန့်ကွက်သူတွေရှိခဲ့ရင်ဆက်မလုပ်ဖို့သူ့အနေနဲ့ဆုံးဖြတ်ထားပြီး နိုင်ငံရေးပါတီတွေပါဝင်ကက်ဆိုင်သူတွေအားလုံးနဲ့ဆွေးနွေးကြရမှာအားလုံးကဖောက်ခံကြတဲ့အကြောင်းအဲ့ဒီအချိန်မှာတောင်သူလူသမားပါတီလည်းမဖွဲ့စည်းရသေးတဲ့အချိန်လည်းဖြစ်တယ်လို့ဆိုပါတယ်ပါတီဝင်ပေါင်း9000ကျော်ရှိတဲ့တောင်ငူမြို့နယ်တောင်သူလူသမားပါတီဥက္ကဋ္ဌဦးကျော်စိုးမိုးကကေတုမရီစီမံကိန်းဟာလေသမားတွေရဲ့ဘဝရည်ရည်ရဲ့အတွက်ပွင့်လင်းမြင်သာမှုမရှိဘဲရေဘူးရသဘောဆောင်တဲ့အပြောတွေပဲပြောနေတယ်လို့ဆိုပါတယ်ဆက်မှုစုံနဲ့မြေယာသုံးဆွဲခွင့်အပိုင်းမှာကုမ္ပဏီဟာ ဗဟုမြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုအဖွဲ့ရဲ့ခွင့်ပြုချက်မရသေးခင်ပွဲစားတွေကနေတဆင့်မြေတွေဝယ်နေလို့ဥပဒေအရင်သိအောင်လုပ်ပြီးဇွလို့လို့မရဘူးလို့ဆိုပါတယ်အဲ့တော့လက်ရှိဒီတောင်မှာလုပ်မဲ့စီမံကိန်းကိုကြည့်ရင်ပွန်လင်းမြေတောင်မှလုံးဝမရှိကုမ္ပဏီပိုင်းကနေပြီးတော့ဘာတွေလှုပ်ဆောင်ပေးမယ်ဘလူတွေအာမခံချက်ပေးမယ်တောင်သူတွေရဲ့ဘဝရည်တမှုကိုဘာတွေပေးမယ်ဆိုတာကိုယနေ့အချိန်ထိဖွင့်ရပြောဆိုခြင်းမရှိဘဲနဲ့ရေဘူးရသဘောဆောင်တဲ့အပြောတွေပဲပြောတယ်ဒီနေ့အချိန်ထိတရားဝင်ဘဟုမြေလွတ်မြေလက် မြေရန်ရှိမှကောင်းမှုအဖွဲကနေခွင့်ပြုမိမကြသေးဘူးကုမ္ပဏီကမကြသေးခင်မှာပဲဥပဒေချိုးဖောက်စွာဖြင့်တက္ကရာနယ်မြေဒီမှာဆင်းပြီးတော့ပွဲစားတွေနဲ့ဝယ်တယ်စီမံကိန်းအတွက်မြေက3000တဲက1800ဧကကိုကုမ္ပဏီကဝယ်ယူထားပြီးအစိုးရခွင့်ပြုချက်ရတာနဲ့9နှစ်အတွင်းတိစောက်မှာဖြစ်တယ်လို့ပတ်ဝန်းကျင်ထိခိုက်မှုအ ਨੇ စုံနဲ့မီးခိုးထွက်တဲ့ဆက်ယုံတွေမပါတဲ့အပြင်စိမ့်လန်းဧရိယာ52ရာခိုင်နှုန်းထားမှာဖြစ်တယ်လို့စီမံကိန်းကဆိုပါတယ် ရေလွတ်မြေရိုင်းဆိုတာမရှိပဲတောင်သူတွေဟာရရကိုစိုက်ပျိုးနေတာပါလို့ဆိုလာတဲ့ဒေသမဥမြင့်ဝင်းကတော့စီမံကိန်းနဲ့မလွတ်တဲ့မြေတွေကိုသိမ်းယူမယ်လို့ပြောသလိုလဲမြေတွေရောင်းဖို့ဖိအားပေးခံရတယ်လို့ဆိုပါတယ်။အသိန်းခံရမှာဆိုလို့ရရဈေးနဲ့ရောင်းကျင်တဲ့သူတွေလည်းရှိနေတယ်လို့သူကပြောပါတယ်။ဒီမြေလွတ်မြေလမြေရိုင်းလို့ပြောတဲ့နေရာတွေမှာကျွန်တော်တို့ကအလွတ်မဲ့ထားတဲ့မြေဆိုတာတော့တခုမှမရှိဘူးပေါ့။ တဘာဝအလျောက်ပဲရတဲ့ရတိုက်တဲ့ပြည်စည်းကိုပဲတောင်းလို့ကတော့အတမူဝန်ကြောင်းပြုပြီးလှုပ်ရှားနေကြရတာပဲအခုဒီစက်မှုဆောင်ဆိုပြီးတော့လုပ်ငန်းကိုလာပြီးတော့မြေယာတွေတိမ့်ဆက်တယ်ဝယ်တယ်တကယ်လို့မရောခဲ့သည်ရှိတော့သူတို့လုပ်ငန်းနဲ့မလို့ချင်းဒီမြေတွေကအခမဲ့တိမ့်ဆက်သွားမယ်အဲကြတော့ဒါဆိုလို့ရှိရင်တော့အလကားတော့အသိမခံဘူးတို့ကတော့ရောင်းမယ်ပေါ့သဘောတူလို့ရောင်းရင်တော့မဟုတ်ဘူးပေါ့တချို့ကြတယ်ဒီလိုအသိခံမှရောက်လို့ရောင်းတယ်ပေါ့အဲအဲ့လိုမျိုးတွေပဲ စီမံကိန်းနာယကဥက္ကမောင်အေးကတော့တရားဝင်ပြညာပြီးလုတ်ကင်နေတာမို့ချင်းကြောက်ပြီးမြေဝဲတာမရှိတဲ့အပြင်စီမံကိန်းနဲ့မပါတဲ့မြေတွေကိုတောင်းရောင်းချဖို့တန်းစီနေတာကြောင့်ဒါဟာအထင်လွဲမှုသာဖြစ်ပါတယ်လို့တုံ့ပြန်ပါတယ်။နန်းဒါကတော့ကျွန်တော်စလုတ်တဲ့အားလုံးကြည်ညာပြီးလုတ်ထားတာပဲ။အဲဒီနေ့ထိလည်းပဲတကားမှာချိတ်ချောက်ယူဝဲဖို့ကြောင်းပါမရှိဘူး။အထင်တစ်ခုလွဲတာဖြစ်နေမယ်။အခုတော့မှတန်းစီပြီးတော့ရောင်းကျင်နေတဲ့လူတွေအများကြီးပဲ။ ကေတုမဒီစက်မှုဥယျင်ပေါ်ပေါက်လာမှာကိုဝမ်းသာပြီးစိတ်ကူးရင်ပျော်ရွှင်နေတယ်လို့ဆိုလာတဲ့လယ်သမားကိုခိုင်လင်းကကုမ္ပဏီဟာလယ်သမားတွေကိုဖိအားမပေးဘဲတေကကျက်ရှိသိမ့်နဲ့ဒန်းတူညီမြဝယ်ယူခဲ့တယ်လို့ကလနေလို့ငွေ9000မဝင်တဲ့ဒေသခံတွေတဲကတချို့အခုဆိုလုံခြုံရေးဝန်ထမ်းစခန့်ပေးလိုက်လို့တရက်ကျက်4000ရနေပြီလို့ပြောပါတယ် တေကဝင်ဥပမာနဲ့သူ7သိန်းခွဲသမရရင်7သိန်းခွဲနဲ့ပဲဝယ်တယ်7သိန်းနဲ့ဝယ်ရတော့9သိန်းနဲ့ဝယ်ရတော့ဖြတ်သားလက်သားဆိုတာလည်းဘာတစ်ခုမှမရှိခဲ့ဘူးအခုလက်ရှိမှာတင်ပဲဒါဘာလုပ်ငန်းအကောင့်ထဲမှာမပေါ်သေးခင်မှာသူအလုပ်သမားလုံခြုံရေးအတွက်လူတရာဆိုပြီးတော့အခုဒီချစ်လာပိုင်းတရရဲ့နေရာစပြီးတော့သူစခန့်ပြီဒီရက်၄တောင်ကျွန်တော်တို့ရှိမှာလုံးလက်မိတ်တယ်များတယ်ဒီရက်၄တောင်နေသားတာတခါတခါကျရင်တလားလောက်နေလို့5တောင်မဝင်တဲ့လူတောင်ရှိသေးတယ်လုံးလက်မိတ်တယ်များတယ်အဲ့တော့ခင်မြောက်အောင်မြင်မယ်လို့ယုံကြည်တယ်တိုးတက်မယ်လို့လည်းယုံကြည်တယ်